မချမ်းရေတခုလောက်မေးမယ်မေးလို့ရလားရတာပေါ့ဒီဘလောင်းစုကားနဲ့ချောကလက်နဲ့ကတူဝဲလားမချမ်းခဏလောက်ဖြည့်ပေးပါလားဘလောင်းဆူကားပလင်းနဲ့ချောကလက်ဘူးပေါ့နော်ချောကလက်ပလင်းနဲ့ပေါ့ဒီနှစ်မျိုးကအယောင်ကတူတယ်အယောင်တူတဲ့ခါကျတော့ဒီနှစ်မျိုးကအမျိုးသားတူလားဒါမှမဟုတ်ရင် င်းစုကနဲ့ချောကလက်ကိုအစားဖို့ဖြော်လို့ရလားအတူတူပဲဖြော်လို့ရလားတော်တော်များများမေးကြရပေါ့နော်အဲ့တော့ကိုကိုတိုင်းကအခုမှဆိုင်ခွင့်ထားတယ်အခုမှ AI ကိုစတင်လေ့လာနေတယ်ဆိုတော့ဒီနေရာကနေကျန်ဗီဒီယိုလေးနဲ့ပြောပြမယ်ပေါ့နော်ဘရောင်းရှူဂါနဲ့ချောကလက်နဲ့ကလုံးဝမတူဘူးဒီအရာကတူရဲ့ပုံစံချင်းလည်းတိတ်မကွာဘူးဒါပေမဲ့အရာသာကတော့လုံးဝကိုမတူဘူးဖြော်တာချင်းလည်းမတူဘရောင်းရှူဂါကထိုးတဲ့ဓာတ်ကိုတွားတယ်တကြား ေလုတ်ထားတဲ့ဟာကိုဘရောင်းရှူဂါလို့ခေါ်တာပေါ့နော်ဒီချီလိုချောကလက်ကြတော့ချောကလက်ရဲ့အမှုတ်ကိုအနှစ်ပြန်လုတ်ထားတဲ့ဟာကိုချောကလက်အရေလို့ခေါ်ချောကလက်ဖြော်ရည်နဲ့ဘရောင်းရှူဂါနဲ့ကိုကျွန်တော်အစားဖို့သုံးလို့လည်းမရဘူးလို့နော်အတူတူဖြော်လို့လည်းမရဘူးဘရောင်းရှူဂါကဘရောင်းရှူဂါအရသာထွက်မယ်ချောကလက်ကတော့ချောကလက်အရသာထွက်မယ်ဒါမို့ကိုဆိုင်ခွင့်ထားတယ်ဆိုတော့အဓိကသိထားရမယ် ဟိုကအော်ချောကလက်မရှိလို့ brown sugar တုံးလိုက်တာမျိုးအဲ့လိုမျိုးဆိုတော့ကိုယ့်ရဲ့ဆိုင်ရဲ့ quality ကအကျသာကွာသွားနိုင်တယ်တချို့ chocolate ရတာကိုပဲတောက်နေကြသူဆိုရင် brown sugar အစားဆုံးထည့်လိုက်တယ်ဆိုတောက်နေကြသူကသူသိတယ်အဲ့တော့အစားဆုံးတုံးလို့မရပါဘူး chocolate chocolate ကတော့ chocolate တိတယ် brown sugar နဲ့ဖြော်ရတဲ့အခါဆိုတော့ brown sugar တိတယ်တုံးသွားပါနောက်ထပ်သိချင်တဲ့အရာလေးတွေလည်းဆေးရုံးထဲမှာရေးလာပေးလို့ရတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တပတ်တန်ကြောင်ကျန်ပါ